င်္ဂလာပါဒီနေ့ကမိတ်ဆွေတို့ဘဝမှာအဆင်မပြေတဲ့အခါအခက်အခဲတွေများလာတဲ့အခါဒုက္ခတွေများလာတဲ့အခါတက်တနာတွေများလာတဲ့အခါမှာပြုလုပ်ရမယ့်ရည်ရည်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘာဝနေ့ကတော့တနင်္ဂနွေသာသမိတွေအတွက်ကျွန်တော်ပြောပြပြပါပြီဒီနေ့ဟာတနင်္လာသာသမိတွေအတွက်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေဟာတနင်္လာသာသမိတယောက်လည်းဖြစ်မယ် ဘေးရင်ရေတရာနဲ့ပတ်သက်တဲ့အရာတွေကိုလည်းယုံကြည်မှုအတိုင်းအတာတစ်ခုတည်းရှိမယ်ဆိုရင်မိတ်ဆွေအခုဒုက္ခရောက်နေတယ်မိတ်ဆွေအခုအဆင်မပြေဘူးဒါမှမဟုတ်မိတ်ဆွေမှာအခက်အခဲများစွာနဲ့ကြုံတွေ့နေရတယ်ဆိုလို့ရှိရင်ကျွန်တော်အခုမိတ်ဆွေကိုပြောတဲ့ရေတရာတွေထဲကနေဆင်းမိတ်ဆွေအဆင်ပြေတဲ့ရေတရာတစ်ခုခုကိုပြုလုပ်ပါတို့မဟုတ်ရေတရာအကုန်လုံးကိုပြုလုပ်ခြင်းနဲ့ဆိုရင်လည်းပြုလုပ်လို့ရပါတယ်အဲ့တော့ဒီရေတရာဟာမိတ်ဆွေတို့အခက်အခဲကနေလွတ်မြောက်ဖို့အတွက်ဒုက္ခကနေလွတ်မြောက်ဖို့အတွက်အဆင်မပြေခြင်းကနေအဆင်ပြေခြင်းကိုကူပြောင်းဖို့အတွက် မိတ်ဆွေတို့ကံ၆ပတ်ကံ၆ပတ်ကောင်းမွန်စွာပေးမယ်ယတရားတွေဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်မိတ်ဆွေတို့ဘဝကောင်းမွန်ဖို့အတွက်ကံအကျိုးပြုကံ၆ပတ်ယတရားဖြစ်ပါတယ်အဲ့ကျန်တဲ့အပိုင်းကတော့ကျွန်တော်တို့ကံကောင်းလာပြီဆိုလို့ရှိရင်ကျန်တဲ့အပိုင်းကတော့ကိုယ့်ရဲ့စဉ်းစားတွေးကုန်မှုကိုယ့်ရဲ့ကံကြောင့်ဝိရိယ၃ခုနဲ့ပေါင်းဆက်မယ်ဆိုရင်မိတ်ဆွေတို့အခုကြုံတွေ့နေရတဲ့အခက်အခဲတွေအခုကြုံတွေ့နေရတဲ့တောကတွေကင်းဝေးသွားပြီးတော့ကောင်းမွန်နေတဲ့ life အခုဘဝတစ်ခုကိုဂျင်းနေပေါ့ ရောက်ရှိမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အဘမင်းနေကရဲ့တပည့်ဆရာဆောင်းနောက်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗေဒင်ကြီးရေဒီယာကြီးမိတ်ဆွေတို့အတွက်လိုအပ်မဲ့ဗေဒင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုတိုက်နှက်တတ်မှုရှိတယ်ဆိုရင်ကျွန်တော်အကောက်ကို follow လုပ်ပေးခဲ့ပါပြီးပါရင်ကျွန်တော်ရဲ့အခုဗီဒီယိုကိုလည်း like and share လုပ်ပြီးတော့အသေးလေးတွေပေးခဲ့ပါ လက်ကစတာပါကိုယ်အနေနဲ့စန္ဒရှိမှပေးပါစန္ဒမရှိရင်ပေးစရာမလိုပါဘူး Okay ဒါပေမဲ့ဗီဒီယိုတွေကြည့်ချင်တယ်ဆိုရင်တော့အကောက်ကို follow လုပ်ပေးထားပါเนาะဒါမှကျွန်တော်တင်လို့ရှိရင်မိတ်ဆွေတွေစီကိုရောက်မှာဖြစ်ပါတယ်အဲ့တော့စကကြောတွေလည်းရှိနေတယ်စလိုက်ရအောင်တနေ့လာသားသမီးတွေကံထောက်ပံ့ကောင်းရရှိနေဆိုရင်တောင်းတောင်းလိုအပ်မယ်အဲ့ဒီတောင်းကကျွန်တော်စံပြီချိန်နဲ့တောင်းပြီတောင်းပေါ့เนาะဆိုတော့ကျွန်တော်ရှိရှိတုန်းကဒီချိန်ပြီဆိုရင်တောင်းနေတဲ့ချိန်တော့အခုနောက်မှတန်နေပိုင်းနဲ့ဖြစ်လာတယ် အဲ့ဒါတွေကတော်တော်များများရှိပါတယ်အခုလောက်ဖို့ပြောတာမဟုတ်ပါဘူးအဲ့ဒါတွေရှားပါเนาะစံပြီးချိန်နဲ့တောင်းဖြစ်ရမယ်အဲ့ဒီတောင်းဘေးပပတ်လေးကိုကျွန်တော်တို့ငွေရောင်ဆေးတောက်ရမယ်ပြီးွားရင်ထဲကိုစံထည့်ရမယ်အဲ့ဒီစံပေါ်မှာဖန်ခွက်ဒုမဟုတ်ဖျားပန်းတင်ပြီးတော့တပြေးတန်းတပြေးပန်းထိုးပါတပြေးအညွတ်ထိုးပါကြိုက်တဲ့တပြေထိုးပါမိတ်ဆွေတို့မျက်စောဖျားကိုတူတန်းပြီးတော့ကိုယ့်ရဲ့အခက်ခဲလုံးမြောက်ဖို့အတွက်ပြုလုပ်မယ်ဆိုပြုလုပ်လို့ရပါတယ် အဲ့တော့ဆန်ကလည်းလဲရမလို့ဘူးဗျာတောင်းကလည်းလဲရမလို့ဘူးတပြေပန်းကလည်းကျွန်တော်တို့တချို့တပြေပန်းတွေဆိုတော်တော်အထားခံတယ်လीရေလဲပြီးလိုက်ရပြီเนาะအဲ့တော့တပြေပန်းတကယ်လို့နွမ်းလာ6လာနောက်ထပ်တပြေပန်းအစ်စ်ထပ်ထိုးအမြဲတမ်းကို့မှာထိုးထားရင်အမြဲတမ်းကို့အတွက်ကန်ထောက်ပတ်ဟိုလူကောင်းတွေနဲ့ဆုံတွေ့ရမယ်စီးပွားရှာတဲ့အခါမှာစီးပွားရေးနဲ့ပတ်သက်တဲ့အထောက်ပတ်ကောင်းငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးထောက်ပတ်ကောင်းရရှိပါတယ်အဲ့တော့ဒီရတရားဖတ်မှအူဆုံးမိတ်ဆွေအနေနဲ့ပြုလုပ်ကြည့်ပါ ံပါတ်1ချက်ဒါကတော့တိတ်ခတ်ခဲတဲ့ယဉ်ရာတော့မဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့မွေးနေ့ဖြစ်တဲ့တနင်္လာနေ့မှာမြတ်စွာဘုရားကိုတရားတည်တနတ်နဲ့ဆုံးလှူဒါန်းပေးရမှာဖြစ်ပါတယ်ဖြစ်နိုင်ရင်ဆိုရင်တော့ကျွန်တော်အာယုံဆုံးလှူဒါန်းစေချင်ပါတယ်အာယုံဆုံးဆိုတော့ဘယ်နဲ့6နာရီ9နာရီလောက်ပေါ့နော်လှူဒါန်းစေချင်ပါတယ်ပြီးွားတဲ့ခါကျရင်ကိုဖြစ်နေတဲ့တောကတွေကိုဖြစ်နေတဲ့ဒုက္ခတွေကိုဒီဒီချာချာလေးဆုတောင်းပါအဲ့တော့တကယ်လို့ကိုကတနင်္လာနေ့ပြုတ်လုပ်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုလှူမယ်ဆိုလို့ရှိရင်အာယုံတက်မှာပါ ဲ့တော့တနင်္ဂနွေနေ့ညကလေးကမြက်စော်ဖျားကိုပင့်ဖိတ်ထားမှာဖြစ်ပါတယ်မနက်ဘက်ကကျွန်တော်ဤအိမ်အဲဘယ်ဘယ်မြို့ဘယ်တိုင်းဘယ်ဌာနဘယ်လဲအိမ်တစ်ဘက်ဘလောက်ဘလောက်ပေါ့နော်အဲ့ဒီအိမ်မှာအာယုံစုံကတ်လို့ရတယ်မြက်စော်ဖျားမနက်ဘယ်ချိန်ဘယ်ချိန်ကြွချီတော့ပြီးပါစတာဖြစ်ပေါ့နော်အဲ့လိုညကလေးကကျုပ်ပြီးတော့ဖိတ်ထားမယ်မနက်ကျရင်ကျွန်တော်တို့ခဏကျွန်တော်ပြောတဲ့တရားတိတနတ်နဲ့စွန်းနဲ့မြက်စော်ဖျားကိုလူတားပေးမယ်ပြီးပါရင်ကိုယ့်ရဲ့လက်ရှိဖြစ်နေတဲ့အခက်အခဲတွေကို လေးလေးနက်နက်နဲ့တည်တည်ကြကြဆူတောင်းပေးပါနောက်တစ်ခုကလည်းပုံမပြီးတော့လွယ်ကူပါတယ်ကို့မှာအခက်ခဲပြဿနာတစ်ခုဖြစ်နေအမအမှုကင်းဖြစ်နေတာပဲဖြစ်ဖြစ်ခရီးသွားဖို့ကြံ့ကြာနေရဖြစ်စသဖြင့်ဒီလိုအခက်ခဲတွေကြံ့ကြာမှုတွေရှိနေဆိုရင်ပုံစီးတဲ့ဖက်နဲ့တည့်ရန်လှူဒါန်းပေးလိုက်ပါနော်အဲ့တော့ဘယ်ဖုံးကြီးပဲဖြစ်ဖြစ်ပေါ့နော်ကိုကဖုံးကြီးကိုရည်စူးပြီးတော့တန်ခါးကိုရည်စူးပြီးတော့လှူမယ်ဆိုလည်းရတယ်ဒါမှမဟုတ်တိတိပုဂ္ဂလအနေနဲ့လှူခြင်းနဲ့ဆိုရင်လှူလို့ရကြိုက်တာလို့အဓိကကဖုံးကြီးစီးခက်နဲ့ တည့်ရလူတက်ပေးပါဒါကတော့ကိုယ့်ရဲ့ကြံ့ကြာနေကိုယ့်ရဲ့နှောက်နေနေကိုယ့်ရဲ့အဆင်မပြေဘူးအခက်အခဲတွေအများကြီးရှိဆိုအမြန်ဆုံးပြေပျောက်ခြင်းနဲ့ဒါလေးလုပ်ပါနောက်တစ်ခုကကိုယ့်ရဲ့အိမ်ချက်တည်းရှိဖို့အတွက်ကိုယ့်ရဲ့ဆိုင်ချက်တည်းရှိဖို့အတွက်ကျွန်တော်တို့ဘုရားပုံတော်တွေလူတိုင်းလူတိုင်းကတ်ကြတယ်ပေါ့နော်အဲ့တော့တနည်းအားဖြင့်ဘုရားပုံတော်ကတ်တာကတော့သူ့အတူချက်တည်းရှိပြီလားဒါပေမဲ့ကိုယ့်ရဲ့အလုပ်ကိန်းကိစ္စတွေပြန်လဲပြီးတော့ဥမော့လာဖို့အတွက်အလုပ်ငန်းတွေအားနေနေတဲ့အခါမှာနော်ရောင်းမဝယ်ပန်းတွေအားတဲ့အခါမှာဟိုအားနေတဲ့အခါမှာပြန်လဲဥမော့ဖို့တော့နော် ူကအိမ်မှာကျွန်တော်တို့စတဲ့ဖြစ်ပေါ့နော်ဟိုညံလိုက်ဒီညံလိုက်အိမ်လို့ပို့အဲ့ဒါတွေအတော့ကိုမြတ်စွာဘုရားဆုံးခံကြွနေတဲ့ပုံကိုရဲ့အိမ်ဖျားခန်းမှာကတ်ထားပါဒါမှမဟုတ်ကိုအလုံးမှာရှိနေဖျားခန်းမှာတဏှာမှာကတ်ထားပါကို့အတွက်တန်ကောင်းခြင်းနေရရှိလာမှာပါနောက်တစ်ခုကတော့ကို့မှာအရန်ခက်ခဲတဲ့ကိစ္စတစ်ခုခုရှိတယ်ဆိုလို့ရှိရင်တနင်္လာသာသမီဒီကျွန်တော်ပြောမယ်စနေနေ့နေ့လယ်12နာရီခွဲရနေ့ဟာ sorry နေ့လယ်12နာရီရနေ့ နေ့လည်တနာရီခွဲအတွင်းမှာမြောက်ဘက်အရက်ကိုမျက်နှာမူပါပြီးမျက်လုံးမှိတ်ပြီးတော့ကိုလိုချင်တဲ့စုကိုလေးလေးနက်နက်စုတောင်းပါเนาะအဲ့ဒီစုတောင်းကပြည့်ဖို့အတွက်အထောက်ပံ့ကောင်းနေအများကြီးရရှိမှာပါဒါဘေးရင်ကိန်းကနေအရာပြောချင်းဖြစ်ပါတယ်ဆိုတော့တခုတော့ရှိတာပေါ့ဗျာကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒအကြီးဒါလေးကိုတစ်ခေါက်လှုပ်လိုက်ရုံနဲ့ငါဟာမပြည့်ဘူးလို့တော့ပြောလို့တော့မရဘူးပေါ့เนาะဆိုတော့ကိုယ့်အနေနဲ့ပေါ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 ့ very easy စုတောင်းမျိုးဆိုရင်တော့ပြည့်နေမယ်ဥပမာဗျာကျွန်တော် T အကြီးပေါက်ပါသေးဆိုတခါတော့လောက်တာနဲ့တော့ T ကတော့ထပ်ပေါက်သွားတာမဟုတ်ဘူးเนาะကိုလိုချင်တဲ့စုတောင်းနဲ့ကိုလောက်တာနဲ့ညီမျှမှုရှိလားရှိတယ်ဆိုကျွန်တော်ပြောတာကကိစ္စတိတိဖွဲ့ဖွဲ့လေးတွေကိုစုတောင်းဖို့အတွက်ပြောတာเนาะအကြီးကြီးကြတော့ဒါမနဲ့ကတော့တိတ်အဆင်မပြေเนาะကဲအကြီးကြီးတွေဘာလုပ်မလဲလို့ပြောမယ်ဆိုအဲ့လိုကိစ္စအကြီးကြီးတွေရှိလာပြီဆိုလို့ရှိရင်တောက်ကြနေတိုင်းမှာတကြဘွက်ထိုးမယ်တကြဘွက်ထိုးတဲ့အခါမှာကျွန်တော်မပြောသေးသုံးလုံးနော်ဖီချာမပြောသေးရမယ်ဆိုမှဲ့မဲ့ရောသုံးလုံး အပေါ်နေတကြောင်မုံမုံလေးဖြူမယ်ပြီးရင်ထီးဖြူတကြောင်စိုက်မယ်ပြီးရင်ဖျောင်းနိုင်တတိုင်းထုံးမယ်မနဲ့6နိုင်9နိုင်ပါတကြားမင်းကိုလှူဒန်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒကိုလိုချင်တဲ့အရာတွေကိုကျွန်တော်တို့တောင်းအောင်ဖြစ်ပါတယ်အဲ့တော့လူတိုင်းလူတိုင်းမှာတစ်ချိန်တစ်ခါတော့တကြားတွေမာကင်းဖြစ်ပါတယ်တကြားမာကင်းရှိပါတယ်အဲ့တော့ကိုမတောင်းရသေးတဲ့လူတွေရှိတယ်ဆိုရင်တောင်းကြည့်ပါကိုဖြစ်ချင်တဲ့ဆန္ဒကိုလေးနဲ့ဆူတောင်းပါ မိတ်ဆွေတို့ဒီရက်ဒီရက်တွေအားလုံးပြုလုပ်ခြင်းလည်းပြုလုပ်လို့ရတယ်ဒါမှမဟုတ်တလာချင်းစီ process လိုက်ပြုလုပ်ခြင်းလည်းပြုလုပ်လို့ရတယ်ကိုနဲ့အတင်းတော်ဆုံးရက်တရားတစ်ခုခုရှိတယ်ဆိုရင်လည်းပြုလုပ်မယ်ဆိုရင်လည်းပြုလုပ်လို့ရပါတယ်ဟိုနေ့ကကျွန်တော်မေမြို့ဘက်အဝါလူကိုင်းလိုက်တာမေမြို့ဘက်အဝါမရှိဘူးလို့ပြောတယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့နေ့ကအဝါဖြစ်နေတော့ပို့ကောင်းမှဆိုထည့်လိုက်တယ်မရှိဘူးဆိုရင်အစင်မီတာနဲ့လှူလိုက်ပါအဝါရမယ်ဆိုရင်အဝါပို့ကောင်းတော့ဘာလို့ကျရာဘရင်းနဲ့ကိုကျွန်တော်ကအဲကြိုက်လို့နော်အဲ့တော့ကျွန်တော်အဝါထည့်လိုက်တယ်အဲ့တော့အဝါမရှိဘူးဆိုတော့ကျွန်တော်ပြန်မေးကြည့်မှဟုတ်တယ်မေမြို့ဘက်နေမှာအရောဟိုပါပေါ့အဝါမရှိဘူးပေါ့နော်โอเค အဲ့ဒါဆိုရင်ဟိုတနင်္ဂနွေသားသမီးတွေမေမျိုးပန်းအဝါမရှိဘူးဆိုရင်ကိုယ့်အကူကြိုက်တာကိုလှူလို့ရတယ်လို့နော်အဲ့တနင်္ဂနွေနေအော်တနင်္ဂနွေနဲ့ပတ်သက်တဲ့ဗီဒီယိုမှာတင်ထားတာလေးကိုတနင်္လာမှာလာရှင်းပြလို့ဖြစ်နေတော့တချို့လူညားမလဲဘူးဖြစ်မဟုတ်ဘူးကျွန်တော်တနင်္လာအတွက်ပြောတာမဟုတ်ဘူးเนาะရှေ့မှာကျွန်တော်တနင်္ဂနွေအတွက်ဗီဒီယိုဖိုင်တင်ထားတယ်အဲ့ဒီတော့ကိုပြောတာကဲအားဆိုရင်ကျွန်တော်ဗီဒီယိုပိတ်တော့မယ်เนาะအဲ့တော့ကြည့်ပြီးွားရင်ဒီတိုင်းမထွက်ခင်ねလက်လေးနဲ့ဖိခဲ့ပေါင်းလေးကိုနှိပ်ခဲ့